အားလုံးပဲမင်္ဂလာပါမြန်ခရစ်တော်ရရှိထားတဲ့ခရစ်တုံနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ Telegram ဘော့ကို grow ရောက်လာတော့မဲ့သတင်းနဲ့အတူ trading လုပ်ပဲပွဲတိုင်းဘလိုက်ကန်ခဲ့တဲ့ James Wayne ရဲ့သတင်းကိုတင်ဆက်ပေးသွားချင်ပါတယ်။ကျွန်တော်ကတော့ season တင်ဆက်သူခုဖြစ်ပါရခင်ဗျာ။ ထမတဲ့ပေါ့အနေနဲ့ Telegram ပေါ်ကို grow ရောက်လာတော့မဲ့သတင်းကိုတက်ဆက်ပေးကြပါရစေ Telegram ပေါ်မှာ grow သုံးလို့ရပါတော့မယ် Elon Musk ရဲ့ XAI company လက်ထက် grow ကတော့ X ပေါ်မှာသုံးလို့ရနိုင်နေပြီဖြစ်ပေမဲ့ Telegram ပေါ်ကိုပါခြေဆန့်လာခဲ့ပါပြီ Telegram user တွေအနေနဲ့ grow ကိုစာပြင်ရေးပေးတာ PDF document file နဲ့ဖတ်ပြီးတော့အနှစ်ချုပ်ခိုင်းတာ inbox မှာ agent အနေနဲ့သုံးတာ group chat တွေမှာ moderator လောက်ခိုင်းတာ custom emoji တွေဖန်တီးခိုင်းတာစသဖြင့်နေရာပေါင်းစုံမှာအသုံးပြုလို့ရနိုင်တော့မှာဖြစ်ပါတယ် ဂျွန်လာရဲလောက်မှထွက်လာနိုင်မယ်လို့မျှော်မှန်းထားပြီးငကိုရဲက function တွေအတော်လေးစုံနေပြီးဖြစ်တဲ့ Telegram အတွက်တော့ပုံပြီးတော့ပြည့်စုံတဲ့ app တစ်ခုဖြစ်လာစေတော့မှာပါဒါပေမဲ့ function တွေများလာတာနဲ့အမျှ error တွေတက်လာတာကိုလည်း Telegram user ပေါင်း1 billion အနေနဲ့ကြုံတွေ့ခဲ့ရပြီးဖြစ်ပေမဲ့ဒီ error တွေကလည်းဖြေရှင်းနိုင်ဖို့လိုအပ်ပါတယ်အခုလို Telegram ပေါ်ကို grow ရောက်လာမဲ့ကိစ္စအတွက်တဘောတူညီချက်တွေရှိကြောင်း Telegram founder Pavel Durov ကဆိုထားပေမဲ့ Elon Musk ကတော့တဘောတူညီချက်မရှိကြောင်းတုံ့ပြန်ခဲ့ပါတယ် ဒူရော့ဖ်အဆိုအရတော့သဘောတူညီချက်ရဲ့တစိမ့်တစ်ပိုင်းအဖြစ် Telegram က XAI Company C ကနေဒေါ်လာတန်း300ဘုံငွေသားနဲ့ပိုင်ဆိုင်မှုတွေရမှာဖြစ်တယ်လို့ Telegram ကနေတဆင့်ရောင်းချလို့ရတဲ့ XAI Subscription တွေတဲကတဝက်ကိုရအောင်မှာဖြစ်ပါတယ်ဒါကြောင့်ဒီအပေးယူတွေကနေ XAI ကဘာပြန်ရမှာလဲဆိုတာကတော့အတော်စိတ်ဝင်စားစရာကောင်းပြီးဖြစ်နိုင်တာကတော့ Telegram ပေါ်ကဘီလီယံနဲ့ချီတဲ့ active user တွေစီကနေ data တွေကို Grove ရဲ့ data training မှာပြန်အသုံးချဖို့ဖြစ်နိုင်ပါတယ် ီပူပေါင်းမှုမှာချက်ချင်းလက်ငယ်အကျိုးရှိသွားတာကတော့ Telegram ရဲ့တွန်ကွန်ဖြစ်ပြီးပူပေါင်းမှုအကြောင်းကြေညာပြီးမကြခင်မှာပဲ20ရာခိုင်နှုန်းအထိဈေးတက်သွားခဲ့တာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့ trading မလုပ်ဘဲပွဲတိုင်းဘက်လိုက်ကန်ခဲ့တဲ့ James Wayne ရဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ လွန်ခဲ့တဲ့ရက်ပိုင်းတွေအတွင်းမှာ James Wayne ဆိုတဲ့နာမည်ကို crypto community တွေထဲမှာအတော်များများတွေ့ခဲ့ရပါတယ်။ Hyperliquid DEX ပေါ်မှာ leverage တွေအများကြီးယူပြီးတော့ trade ခဲ့သလိုအမြဲတမ်းအရှုံးချမ်းခဲ့တာကြောင့် James Wayne ရဲ့စွန့်စားခံများဆိုပြီးနာမည်ကြီးနေခဲ့တာပါ။ဒါ့အပြင်ဒေါ်လာမီလီယံနဲ့ချီတဲ့ပမာဏတွေကို leverage တွေအများကြီးယူထားခဲ့တာကြောင့်အသွင်းသတင်းတွေသိထားလို့များဒီလို trade နေတာလားဆိုပြီးတော့ယူဆချက်တွေလည်းရှိခဲ့ပါသေးတယ်။ပထမဆုံးစခဲ့တဲ့ဇလန်ကတော့မေလာအစောပိုင်းမှာဖြစ်ပြီး ဒေါ်လာတန်း390ဖို့ BTC လောင်းခဲ့တာဖြစ်တယ်လို့ liquidation price ကတော့ဒေါ်လာ96600ဝန်းကျင်မှာရှိခဲ့ပါတယ်ဒါပေမဲ့သိပ်မကြခင်မှာပဲ 40x at leverage ယူခဲ့ပြီးတော့ position size ကလည်းဒေါ်လာ1.25 billion အထိဖြစ်သွားခဲ့ပါတယ်ဒီသတင်းက trader တွေကြားထဲမှာ holy တကြောဖြစ်သွားခဲ့တယ်လို့သူရဲ့ position ကြီးကိုယင်သမားမနဲ့စောင့်ကြည့်ခဲ့ကြပေမဲ့ BTC ဈေးကဒေါ်လာ3000ကျော်အထိဖြစ်သွားခဲ့တဲ့နောက်မှာတော့သူရဲ့ဆုံးဖြတ်ချက်မှန်ကန်ခဲ့ပြီး ဒေါ်လာ88တန်းအထိအမြင့်ရသွားခဲ့ပါတယ်။ဒါ့ပြင်မဲ့ Trump ရဲ့ EU အပေါ်90ရာခိုင်နှုန်းစီးကြက်ခွန်ချမှတ်ဖို့လေတံပစ်လာတာနဲ့အတူ Bitcoin ဈေးရီပြန်ကျလာခဲ့ပြီးတဲ့နောက်မှာတော့ဒေါ်လာ88တန်းအမြင့်ကတဖြည်းဖြည်းပြန်လျော့သွားခဲ့ပါတယ်။ ီအချိန်မှာတော့ James Wing က Bitcoin ကိုဒေါ်လာ1 billion position site နဲ့ပြန် short ခဲ့ပေမဲ့ Trump ဘက်က EU အပေါ်စီးကြက်ခွန်ကိုဇူလိုင်လ9ရက်နေ့အထိရွှေ့ဆိုင်းပေးထားမယ်ဆိုတဲ့ကြေညာချက်နဲ့အတူ US နဲ့ EU တို့ကြားမှာစီးကြက်ခွန်ကိစ္စညှိနှိုင်းမယ်ဆိုတဲ့သတင်းထွက်လာပြီးတဲ့နောက်မှာတော့ Bitcoin ဈေးတွေပြန်တက်လာခဲ့ပါတယ်။ဒီအခါမှာတော့ James Wing ရဲ့ BTC short position ကဒေါ်လာ15.86 million အနှုတ်ပြခဲ့တယ်လို့သူ့ရဲ့အခြား trade တွေဖြစ်တဲ့ SUI ETH နဲ့ ပပီးတို့ကအရှုံးတွေကိုပါထည့်သွက်လိုက်မယ်ဆိုရင်တော့တပတ်တာအတွင်းမှာအရှုံးကဒေါ်လာ89.8တန်းကျော်အထိရှိခဲ့ပါတယ်။ဒီလောက်အထိအရှုံးတွေကိုကြုံခဲ့ရပြီးတဲ့နောက်မှာတော့ James Wayne အနေနဲ့အနားယူတော့မှဖြစ်ကြောင်းကြေညာခဲ့ပေမဲ့ကြေညာပြီးမကြခင်မှာပဲ Hyper Liquid ပေါ်မှာ BTC လောင်း position တခုထပ်ဖွင့်ခဲ့ပါတယ်။ဒီ position site ကလည်းဒေါ်လာတန်း900ကျော်အထိရှိနေသလို 40x အထိ leverage ယူထားတာကိုတွေ့ရပေမဲ့ အခုအချိန်ထိတော့ဒေါ်လာ2သန်းကျော် unrealized PNL အဖြစ်မြင့်နေတာကိုတွေ့ရပါတယ်။ community ကြားမှာတော့ဒေါ်လာ89သန်းအမြဲရဖို့လာနေချီကြခဲ့ပေမဲ့အကုန်ပြောင်းသွားဖို့ကိုတော့ရပိုင်းသာကြားရဆိုတာကိုတသက်ပြနိုင်ခဲ့သူအဖြစ် James Wayne တယောက်မှတ်တမ်းဝင်သွားခဲ့ပါပြီ။တကယ်တော့ James Wayne အနေနဲ့လောင်းကစားဆန်ဆန်ပတ်ဆက်ရှာခြင်းနဲ့ဆိုရင် crypto trade ဆီကမလိုပါဘူး။ဥရောပမှာလေးပေါင်းစုံပတ်ကံပြီးရှုံးတာအာမရလို့အာဆီယံမှာပါခြေဆန်းပွဲလာကံပြီးတော့ရှုံးသွားတဲ့ အသင်းလိုမျိုးအသင်းတွေကိုပွဲတိုင်းဘက်ကန်နေရင်တောင်အမျက်ပို့ပြီးတော့တေချာအောင်မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါကတော့မြန်ခရစ်တိုရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်။အဲဆိုတော့မှခရစ်တိုကာရန်စီဝယ်ရလို့ Binance account တစ်ခုမရှိသေးဘူးဆိုရင် trading လုပ်တိုင်းမှာ fee discount ပြန်ရမယ်။အခုကောကောအသုံးပြုပြီးတော့ account ဖွင့်နေပါတယ်။နားဆင်ပေးကြတဲ့သောတာရှင်များအားလုံး trade တိုင်းမြတ်ကြပါစေခင်ဗျာ။